ဟယ်လိုအားလုံးမင်္ဂလာပါကျွန်တော်ကတော့လင်းထောင်ဖြစ်ပါရဲ့ကျွန်တော်အတွေ့ကျွန်တော်အမြင်အစီအစဉ်ကနေပြီးတော့တော်လန်ပြည်သူအားလုံးကိုဖိတ်ခေါ်ပါခင်ဗျာအဲ့တော့ဒီဟိုပါဘောနော်ငလျင်လောက်တဲ့ရက်ကစပြီးတော့ကျွန်တော်လည်းအာနေမကောင်းဖြစ်နေရတယ်ဗောနော်မနေ့ကတရက်စနေနေ့တရက်ဆိုကျွန်တော်ဗီဒီယိုမတင်လိုက်နိုင်ဘူးနောက်ပြီးတော့ငလျင်တည်င်းနေရောတခြားဥစ္စာတွေရောဟိုပါဖြစ်နေရဲ့အချိန်မှာကိုကိုတိုင်းလည်းနေမကောင်းဖြစ်နေရဖြစ်တဲ့အတွက် ဗီဒီယိုတွေမတင်လိုက်နိုင်ဘူးပေါ့နော်အဲ့တော့ဒီနေ့ကျမှဒါကျွန်တော်နေရနည်းနည်းပြန်ကောင်းလာပြီပေါ့နော်ပြန်ကောင်းလာတော့ဒီအခုဒီဗီဒီယိုလေးကိုစပြီးတော့ရိုက်ဖြစ်တာပေါ့နော်အဲ့တော့လက်တလောကျွန်တော်နိုင်ငံမှာအာကြီးမားတဲ့ငလင်းကြီးတစ်ခုကျွန်တော်တို့လှုပ်သွားတယ်အာလူပေါင်းများစွာတည်ကြည်ပျက်စီးကြတယ်အိမ်ပေါင်းများစွာ ပြိုလဲပျက်စီးကြတယ်ဘဝတွေအများကြီးကိုပြတ်သွားတော့စိတ်မကောင်းဖြစ်ပေါ်ရာအ ကျွန်တော်ဒီအပိုင်းတွေမှာကြားတယ်။ဘယ်နေရာပဲရောက်မမိနိုင်ငံမှာဒီလိုဖြစ်နေတာဖြစ်တဲ့အတွက်ဘသူပဲဖြစ်နေဖြစ်နေအားလုံးဒီငါတို့ဖြစ်တယ်လို့မျိုးတွေခံစားချက်ကကျွန်တော်တို့မှာအပြည့်အဝရှိပါတယ်။ဒါကြောင့်လဲကျွန်တော်တို့ရောက်ရှိနေတဲ့နေရာကနေပြီးတော့ကိုယ့်ရဲ့နိုင်ငံကိုဒီလိုခက်ခဲတွေမှာဘလို့ဝင်ကူလို့ရမလဲဆိုတဲ့စိတ်နဲ့အားလုံးလဲဝိုင်းဝန်းကြိုးစားနေကြတယ်ပေါ့နော်။အဲ့လိုကြိုးစားနေတဲ့အချိန်မှာအော်တဖက်ကလည်းနိုင်ငံကိုအတင်းအဓမ္မအာဏာသိမ်းယူထားတဲ့စစ်တပ်ကလောက်လာတာတွေကလည်းအများကြီးရှိတယ် ဘာသာပြောပြောပြီးတော့ခုလုံနေတာကြီးလဲကျွန်တော်တို့အများကြီးတွေ့အဲ့တော့ဘာ ರೀ လဲဘာဟိုဖြစ်လဲဆိုတော့ကျွန်တော်မနေ့ကတော့သတင်းလေးတစ်ပုဒ်ကိုတွေ့နေအဲ့သတင်းလေးပုဒ်ကိုကျွန်တော် reaction ပုံစံမျိုးလုပ်ဖို့ကျွန်တော်စီစဉ်ထားရတယ်ပေါ့နော်အဲ့တော့ကျွန်တော်လည်းဒီလိုဒီဗီဒီယိုလေးအရင်ကြည့်လိုက်ကြအောင်ဒါတရုတ်ကဒီနေ့ကဖြစ်ချင်ပါတယ်ဒီလိုရင်းဖြစ်ဖြစ်ဘူးလေပြည်မကတည်းကပြည်ရဲ့အကူအညီတွေက အစိုးရကုတော်ကြီးရဲ့မှာစစ်တဲ့ကုတော်ကြီးရဲ့မှာပြစ်စည်းပြီးတော့နောက်လမ်းတွေပေါ်မှာပါတချို့အာရောင်းစားတဲ့အခြေအနေမျိုးရောက်ခဲ့ပြီးတော့တကယ်လိုအပ်တဲ့ပြည်သူမျိုးရှိဖို့ကြိယာရောင်းနဲ့အလွယ်ကူမှန်မှန်တကန်မြောက်ခဲ့တဲ့အခြေချက်တွေအများကြီးတွေ့ရပါတယ်။ဒီနိုင်ငံချင်းဆက်ဆံရေးဆိုတဲ့ပုံစံနဲ့အင်္ဂလန်စီးပွားရေးနဲ့ဆက်ဆံမှာတော့အမှန်နဲ့ဖြစ်တယ်။သို့တော်လည်းအဲ့လိုဆက်ဆံတဲ့ပုံစံချက်ကိုအဲ့ဒီနိုင်ငံချင်း အဓိကခံရတဲ့ဒေသတွေမှာရှိတဲ့ရက်ဖက်ဖွဲ့စည်းပြီးနောက်တခြားချိတ်ဆက်ကူညီနိုင်တဲ့ပုံစံတွေနဲ့အဓိကဆက်သွယ်ပြီးလုပ်ကံရရှိရတော့နောက်ကြည့်ချက်ရေးစောင့်ကြည့်ရဖွဲ့ရပါရှိနေသလိုချင်တော့ပို့ပြီးတော့ထိထိရောက်ရောက်နဲ့ဆောင်းဆောင်းကြံကြံနဲ့ဆက်ဆံပေးနိုင်လိမ့်မယ်လို့ထင်ပါတယ်မြန်မာနိုင်ငံလေပိုင်းကိုဗဟုပြုပြီးလှောက်ခတ်ခဲ့တဲ့ပြင်ယာ9.8ရေငလင်ကြောင်းစကိုင်းမန္တလေးမကွေးပဲခူးနေပြည်တော်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတွေမှာ လူနေအဆောက်အဦတွေ ရှင်းအောင်တမိုင်းဝင်ဖျားတွေနဲ့ဘာသာရေးဆိုင်ရာအဆောက်အအုံတွေထိခိုက်ပြိုကျပျက်စီးမှုတွေပြင်းထန်ခဲ့ပါတယ်။ဒီလိုပြိုကျပျက်စီးမှုတွေကြောင့်လူသေဆုံးမှုတွေစတိုင်မြင့်တက်လာနေပြီးအပျက်စီးတွေကြပိတ်မိနေသူတွေနဲ့ထိခိုက်ဒဏ်ရာရသူတွေများစွာရှိနေပါတယ်။ American Soya ဘူမိဗေဒစစ်တမ်း USGS ရဲ့ထုတ်ပြန်ချက်အရမတ်လ28ရက်မှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်ကြောင့်မြန်မာနိုင်ငံမှာသေဆုံးသူတစ်ပေါင်းကနေ တသိန်းထိရှိနိုင်တယ်လို့ဆိုထားပါဗယ်။ဘလေးရလေးကြီးကသူတို့လုံနိုင်တဲ့အတိုင်းတာကရရင်နဲ့မြို့ပတ်ကြည့်ရဆိုရဲ့အခြေအနေပဲ။ပြည်ပြင်းကိုသူတို့တကယ်ဘလေးရချီချီရော့ရော့ဝင်းစင်းပြီးတော့လုံနိုင်တဲ့အခြေအနေမျိုးမတွေ့ဘူး။အဓိကတော့ကုညီကလေးကြီးတွေကတော့မိသက်နဲ့တို့လူမှုရပ်ပွဲကြီးတွေကလောက်တာ။အဲ့တော့မဟာမုနီကြီးအားရဲ့နောက်မဟုတ်ပါ။နောက်မဟုတ်ခြေလေးကြီးနှကောင်လည်းပြက်သွားပြီးတော့ဆောင်းနိုင်ကြီးလည်းပြိုသွားပါလေ။ ဒင်းကလေးဟာနှစ်ပေါင်းတရာအတွင်းမှာဒုတိယပြင်းအားအများဆုံးဖြစ်တယ်လို့လည်းပညာရှင်တွေကဆိုကြပါဗါးငလင်လှောက်ခတ်မှုရဲ့နောက်ဆက်တွဲရိုက်ခတ်မှုတံကိုမြေပြင်ကဒေသခံပြည်သူတွေဆိုးဝါးဆုံးခံစားနေရပြီးကုညီကယ်ဆယ်မှုတွေတကြီးလိုအပ်နေပါဗါးလက်ရှိမှာတော့မြေပြင်ကပရိုက်တာတင်းနေအရက်ဘက်လူမှုကယ်ဆယ်ရေးအဖွဲ့တွေနေနဲ့ကုညီကယ်ဆယ်မှုတွေလုပ်နေပေမဲ့ထိခိုက်ပျက်စီးမှုတွေပြင်းထန်တာကြောင့်ခက်ခဲတွေများစွာ ရှိနေသေးတယ်လို့ပြောပါတယ် ရင်းပင်ကူညီကယ်ဆယ်ရေးမှာစစ်ကောင်စီနေနဲ့နိုင်ငံတော်ဆင့်ထိရောက်တဲ့ကူညီမှုတွေမလုံနိုင်သေးသလိုမြပြည်ကကယ်ဆယ်ရေးတွေမှာလည်းထိရောက်တဲ့အကူအညီတွေမပေးနိုင်သေးဘူးလို့ဒေသခံတွေနဲ့ပရိုက်တာတင်တွေကထောက်ပြနေကြပါတယ်။သူ11စစ်ထနာဇိုးပေါ့နော်တိုင်းမှုစစ်တိုင်းမှုထိုင်ရတာကမန်လေးနန်းတွင်းထဲမှာ11စစ်ထနာဇိုးရှိတယ်။ထိုင်ရတာပေါ့နော်။နန်းတွင်းထဲကနေအပြင်ထွက်လိုက်တာနဲ့ဟိုပေါ့နော်ဒီကျုံတော်မှာရှမ်းထွက်မယ်ဆိုရင်နှစ်ဆိတ်ဆောက်လဲကျုံရှိရရှမ်း ဲ့တော့ဒါဗီဒီယိုတပတ်ပဲရှိသေးတယ်ဗီဒီယိုကတော်တော်ရှိတယ်10မိနစ်ကျော်လောက်ရှိတယ်ဗောနော်အဲ့တော့ကျွန်တော်တို့စသပြီးတော့ဖြစ်ဖြစ်ချင်းမှာမင်းအွန်လိုင်းအနေနဲ့ဟလာပြောမယ်ဆိုတော့အာမန္တလေးကိုသွားတယ်ဗောဗျာတိလမဟိုအလုပ်ဒီအလုပ်အာဘာဟိုညွန်ကြဒီညွန်ကြနဲ့တကယ်တမ်းကျတော့သူနဲ့အတူကဲတဲ့ရေးတွေပါမလားသွားနေရုံနဲ့မရဘူးတိလကျွန်တော် NLD အစိုးရလက်ထက်တော့ဒီတဘာဝဘေးရန်နေနဲ့ပတ်သက်ပြီးတော့ ဟိုရမုံငွေတွေထားထားရှိတယ်ဟာလားဘတ်ဂျက်တွေထားရှိတယ်ဟာပြီးတော့အဲ့အတွက်လည်းလိုအပ်တဲ့ပစ္စည်းတွေကိုဝယ်ခဲ့တာကြီးအများကြီးရှိတယ်ဒါပေမဲ့မင်းအွန်လိုင်းလိုလက်ထက်မှာဒီပစ္စည်းတွေဒီဘယ်တွေရောက်လို့ရောက်နေမှမသိဘူးဒီစက်တက်ထဲမှာလည်းကေတဲ့ရဟန်းရင်တွေရှိတယ်မသုံးလုံးဝနော်တချို့စားတွေရဟန်းရင်တွေလုတ်ပေးရမယ်တချို့ဟာရှိဥမာလမ်းတွေပျက်စီးသွားလို့မသွားနိုင်တဲ့ဒေသရဟန်းရင်တွေသွားကဲအဲဒီလိုမျိုးတွေလောက်အောင်မလုတ်ခဲ့ဘူးပြပအကူကြီးတွေဝင်တယ်အခုဆိုရင်တရုတ် ဟလာရုရှားနော်စင်ကာပူအလီရနေပြီးတော့အာကဲတယ်ပြီးမဲ့အတွေ့အကြုံရှိတဲ့သူတွေလာတယ်ပါတယ်ဒါပေမဲ့နေပြီးတော့အရင်ခေါ်ရတယ်တကယ်အထီးကိုက်များတာကမန္တလေးရဲ့စကိုင်းရဲ့စကိုင်းဆိုရင်ဘယ်ဖွဲမှမရဘူးမန္တလေးဆိုရင်တွေ့သမျှလူတွေအကုန်သွားနေတာကျွန်တော်ပြောတာဟိုခွဲကြပြီးတော့ပြောနေတာမဟုတ်ဘူးဒီထိရောက်တဲ့အကူအညီပေးဖို့အတွက်ကိုနေရာအားလုံးကိုဘယ်လိုပေးနိုင်မလဲဆိုတဲ့ဥစ္စာတခုစဉ်းစားရအောင်အခုဆိုရင်အင်းလေးမှာ အင်းလေးမှာဘယ်သူမှမရောက်သေးဘူးအင်းလေးအဲ့လိုမျိုးအခြေအနေပေါင်းနေအများအများကြီးရှိရတယ်။ဓာတ်ပုံဗီဒီယိုတော့မတက်လောက်။အင်တာနက်တွေပြတ်နေ။ VPN တွေကိုအခုချိန်ထိပိတ်ထားတော့။ကျွန်တော်အပြစ်တင်နေတာလားဆိုဟုတ်တယ်အပြစ်တင်နေတော့။တကယ်တမ်းကျွန်တော်တို့နိုင်ငံမှာကုညီမယ်ဆိုကုညီလို့ရတဲ့အခြေအနေပေါင်းများစွာရှိပါတယ်။တဘာဝဘီယန်နယ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်နိုင်ငံကဒီနှစ်ပိုင်းနေမှာတောက်လျှောက်ခံရရေး လက်တော်လုံးမနှစ်ကတော့တစ်နှစ်တောင်မပြည့်သေးဘူးအခုငန်းလင်းမင်းစုံမင်းညစ်တွေလက်မှာတကယ်ကိုပြက်စီးနေပြည်သူတွေတနာဖို့ကောင်းလိုက်တာကျွန်တော်ပြည်တယ်ဒုက္ခရောက်နေပါလေဆိုဟင်ဒုက္ခရောက်နေကြပါလေဆိုမြေရောက်ထဲမှာပိတ်မိနေတဲ့သူအများကြီးပဲတချို့တွေလာကဲမဲ့သူမရှိလို့တည်နေတည်သွားကြလာအများကြီးကြားနေရသေးတယ် ဘယ်လိုလုပ်ကြအောင်ဘယ်လိုလုပ်ကြအောင်အဲ့ချင်းအဲ့စစ်တပ်ကိုအဲတကယ်တမ်းသာတုံးချင်ရင်တုံးပါလားအဲ့ကယ်ဆယ်ရေးလုပ်ငန်းနေမှာမတုံးဘူးမတုံးဘူးဖွင့်မယ်ဆိုရင်66ဆလာကျုံမြောက်ဝဲစံဖွင့်မယ်ဆိုရင်စံလန်နောက်ဝဲစံဖွင့်မယ်ဆိုရင်90အဲ့လိုပေါ့နော်အဲ့လိုလမ်းကြီးတွေရှိတယ်အဲ့ဒီလမ်းမကြီးကိုပူပြောတဲ့လမ်းမကြီးဒီပေါ်မှာကိုတိုက်တည်ပူကြတာဒီ ။ညာကြီးညာကြီးညာကြီးဒီအဲဒီဘက်ပဲလေးပါပဲပေါ့နော်။စောင်းဦးတွေပြိုကျတာတွေပြည်တွေတုံးခဲ့အောင်လည်းဒီစစ်တပ်ကနန်းနည်းကထွက်လိုက်တာနဲ့ကိုဒီဒီမြင်မွေးတွေပထမဦးစမြင်မှာပဲအဲလိုပါလို့တော့သူတို့ထွက်ပြီးတော့မှအဲနောက်ဆုံးကဟိုလုံယုံရေးပေးတဲ့ဆိုတဲ့အခြေအနေမျိုးတော့လုံးမပေးတဲ့လုံးမပေးနိုင်တဲ့အခြေအနေမျိုးတွေရှိခဲ့တယ်ကျွန်တော်အနေနဲ့လည်းဖြစ်ပေါ်တဲ့ဒေတာအားလုံးကိုလည်းရေးပေါ်ချင်နေကြည့်ရထားပြီးတော့ပြပအကူအညီများပေးနိုင် ပြီးနိုင်မှုတွေအခုလက်မှတ်ထားပြီးဖြစ်ပါတယ်။မကြသေးခင်ကပဲအာဟာစင်တာနေပြီးတော့လက်ပြန်ပါရေဖို့ကိစေပစ္စည်းတွေပို့ဖို့တဲ့အိန္ဒိယနိုင်ငံလည်းလက်ပြန်ပါကိစေကိစေပစ္စည်းပို့ဖို့ကမ်းလှမ်းတာလည်းရှိတယ်ဆိုတာဒါလည်းခွင့်ပြုထားပြီးဖြစ်ကြောင်းကျွန်တော်ပြောလိုပါတယ်။နလင်တန်ကြောင့်ထိခိုက်ပျက်စီးမှုတွေအတွက်ပြည်ပနိုင်ငံတွေအနေနဲ့အကူအညီတွေပေးနိုင်မှုလမ်းဖွင့်ပေးထားပြီးနိုင်ငံတကာအနေနဲ့အကူအညီတွေပေးကြဖို့စေကောင်းဆောင်တောင်းဆိုထားပါတယ်။လက်ရှိမှာတော့တရုတ်အိန္ဒိယကအကူအညီတွေ မြန်မာနိုင်ငံနဲ့ရောက်ရှိနေပြီဖြစ်တယ်လို့ရုရှားမလေးရှားနဲ့အခြားနိုင်ငံတွေကကိုညီကယ်ဆယ်ရေးတွေလည်းလာနေပြီလို့စစ်ကောင်စီဘက်ကထုတ်ပြန်ပါတယ်။အမေရိကန်အနေနဲ့လည်းမြန်မာအစိုးရကနေတဆင့်ကိုညီမှုတွေပေးဖို့ဆက်သွယ်ထားပြီလို့အမေရိကန်သမ္မတထွန်းကမတ်လ28ရက်သတင်းစာရှင်းလင်းပွဲမှာထုတ်ဖော်ပြောဆိုထားပါတယ်။ညီငလျင်တန်ကိုပြင်းပြင်းထန်ထန်ခံစားရတဲ့နေမြေဒေသတွေကိုကြည့်မယ်ဆိုရင်တော့အကြမ်းဖက်စစ်တပ်ရဲ့ထွန်းမှုမှုအုပ်ချုပ်မှု အောက်မှာမရှိတော့ဘဲနဲ့တခြားအင်အားစုတွေရဲ့အုပ်ချုပ်မှုနဲ့စီမံခန့်ခွဲမှုအောက်မှာရှိတဲ့နေရာဒေသတွေတော်တော်များများဖြစ်တာရှိပါမယ်။အမျိုးတွေပေါ်မှာကလွှင်းရင်ကျယ်နဲ့မြို့နယ်တွေကိုယ်တိုင်မှာအကျန်းဖက်စစ်တပ်ကဘလို့မှလက်လန်းမမီတဲ့နေရာမျိုးတွေပြောမယ်ဆိုရင်သူတို့ဘလို့မှစီမံအုပ်ချုပ်နေတဲ့နေရာတွေမဟုတ်ဘူး။အဲ့ဒီနေရာဒေသတွေမှာကြုံတွေ့ရတဲ့ပြည်သူတွေကိုလူသားချင်းစာနာမှုအကူအညီပေးမယ်ဆိုရင်တော့ ဒုက္ခရောက်တဲ့ပြည်သူတွေကိုရောက်ရှိနိုင်မှုဒါကစီမံဆောင်ရွက်မှုအပိုင်းပေါ့နော်ခက်ခဲပါလိမ့်မယ်ပြည်သူလူထုကိုမျက်နှာမမူပဲကိုယ့်ရဲ့အကျိုးစီးပွားကိုပဲမျက်နှာမူတတ်တဲ့အကြံပေးစစ်တပ်ရဲ့အမူအကျင့်ကတမိုင်းတစ်ချောက်မှာကျွန်တော်ကြုံတွေ့ပြီးသားပါကိုယ့်ရဲ့ကြီးရွာဒေသတွေမိလောင်တိုက်သွင်းပြီးလေရင်နဲ့အဆက်မပြတ်ဖြစ်နေတယ် အခုချိန်ဒီပြည်နေတဲ့အကြမ်းဖက်စစ်တပ်ကိုဒေသခံပြည်သူတွေကလည်းဘလို့မှလက်ခံနိုင်မဲ့အနေအထားမျိုး ရှိမှာမဟုတ်ပါဘူး။မင်းလေလောက်နေအဲ့တော့ဟိုအန်ယူဂျီကလည်းမနေရတော့ထုတ်ပြန်ချက်လုပ်တယ်လားဒီထဲမှာဆိုတချို့တွေလည်းကျွန်တော်တို့အချင်းချင်းအာမကြည်နဲ့တဲ့အနေနဲ့ပြောကြတာရှိတယ်။ဘာလဲဆိုတော့အန်ယူဂျီရဲ့ထုတ်ပြန်ချက်ထဲမှာအာသူတို့ထိုးစစ်ကိုခဏရပ်ထားမယ်။အဲ့ဒါကယ်ဆယ်ရေးလုပ်ငန်းတွေကိုသူတို့ဆောင်ရွက်မယ်။ အဲ့တော့လေဘလောက်ဘတ်ဂျက်နဲ့တို့ရာထားတယ်တချို့နေရာတွေမှာစီဒီယံဝန်ထမ်းတွေကိုအမခံမှုပေးရင်အာတို့အနေနဲ့လွှတ်ပေးမယ်၊ကူညီပေးမယ်ဆိုပြီးတော့အဲ့အချက်ဆိုရင်အာလူတွေတော်တော်များဝေဖန်ကြရပေါ့နော်ဒီလူသက်ကောင်ဘာကြောင့်ဒီလိုမျိုးကန့်ခန့်လာလဲအာပေါ့နော်ဒီလိုမျိုးဟိုဖြစ်တာလဲဆိုတော့ NUG ပေါ့ဒါပေမဲ့တစ်ဖက်ကကြည့်ရင်နိုင်ငံရေးအမျှော်မြင်ရကြည့်မယ်ဆိုလဲအာထုတ်ပြန်ချက်ကြီးဗျာကျွန်တော်တို့အနေနဲ့စစ်မတိုက်ပဲတော့ရက်ပြီးမှာပြီးတော့ဒီဥစ္စာကိုတူတူဝိုင်းကယ်ကြမယ်ဆိုတဲ့ပုံစံမျိုး ဟိုဟာဖြစ်တာပြောရမယ်ဆိုကမ်းလှမ်းချက်တစ်ခုကဟိုတချို့ကရောလက်တလုံးမကျေနပ်စရာတွေပါတာဟောဗျာဒါမှမဟုတ်လေတပတ်ကပြန်စင်းစားကြည့်ရင်လည်းဘာကြောင့်ဒီဒီတကားတွေထည့်တော့တာလဲပြဿနာဖြစ်လာကျွန်တော်တို့ရဲ့အာတွားနေတဲ့လမ်းမှာဟိုဘောတော့ဟိုကျွန်တော်တို့ဒီအခုလောဆယ်အပြက်စီးတွေဂျားတွေကမီးပုံစားတွေဂျားတွေကအာပြည်သူတွေရဲ့မျက်နှာကိုအဓိကထားကြည့်ရမှာဖြစ်ပါတယ်အဲ့တော့အခုလောဆယ်တော့ကယ်ဆယ်ရေးလုပ်ငန်းတွေအရင်လောက်ကမယ်အာပြီးရင်တော့တော်လှန်ရေးကိုဆက်သွားမှာ ါကအရေးကြီးဒါအရေးကြီးအဲ့တော့အခုချိန်ကြည့်လိုက်တကယ်တော့အဲလူမှုကွန်ရက်တွေပေါ်မှာတကယ်တက်လာတဲ့နေရာကြီးကြည့်လိုက်အဲခရိုနီလိုလိုဘာလိုလိုကောင်းနေဟိုကောင်းနေဒီကောင်းနေအများကြီးပဲကဲပါလိုက်မယ်အမတကယ်ဒုက္ခရောက်နေတဲ့နေရာတွေကိုကြောက်ဘသူမှသွားဘူးဈားတွေကနေလူလိန်နေနဲ့လိန်ပြီးတော့လှူကြတယ်ဟလာတချို့ကောင်တွေကလည်းအသွားတွေပြအာခီးစိတ်တွေဟိုကဖြစ်ဒီဟာဖြစ်ပြီးတော့လှုပ်ကြတယ်တောက်လျှောက်ကို ဗီဒီယိုတွေဆိုတချို့ဗီဒီယိုတွေတက်နေဒါပေမဲ့တကယ်တမ်းဖြစ်နေတဲ့နေရာကြီးမရောက်သေးဘူးတကယ်တမ်းဖြစ်နေတဲ့မရောက်သေးဘူးမန္တလေးဒီအာမြို့ကြီးတစ်ခုဖြစ်တာရယ်ဘာလို့ပြီးတော့တခြားဥစားတွေကဖြစ်လို့မန္တလေးကိုအလွယ်တကူသွားရောက်နိုင်လို့လူတွေကဝုန်းကနေဝုန်းကနေသွားနေကြအခုတကယ်ဖြစ်တဲ့နေရာကြီးတကယ်တခြားခံစားရတဲ့နေရာကြီးမရောက်သေးဘူးတိလားမရောက်သေးဘူးမရောက်သေးဘူးအဲကြတဲ့ဘက်မှာဒီဒီစစ်ကောင်စီကဘာလုပ်လဲဆိုတော့ ဒီဥစ္စာကိုအကြောင်းပြုပြီးတော့သူတို့ရဲ့ legitimacy ရအောင်တိုးထွက်နေတာကိုကျွန်တော်တို့တွေ့ရတယ်။ဟိုတနေ့ကဆိုဟာလာမော်ဒီနဲ့စကားပြောတာကိုမော်ဒီနဲ့စကားပြောတာကိုဗီဒီယိုတော့ကောက်တင်လာသေးတယ်။သူသွားတယ်ဗောအာသူဟာဖြစ်တယ်။အဲမင်းအောင်လိုင်းကိုကြည့်လိုက်ဒီကောင်အဲဟိုရေဘေးတော့လည်းဒီကောင်သွားရင်ကြည့်လိုက်စစ် uniform တကားကားနဲ့အခုလည်းကြည့်လိုက်စစ် uniform တကားကားနဲ့တကယ်တမ်းသား ီကောင်းလေးလူစိတ်ရှိမယ်ဆိုရင်တကယ်တမ်းသာအဲ့နေရာမှာဟိုဟာဖြစ်တယ်ဆိုပြည်သူကိုတကယ်ကူညီခြင်းစိတ်နဲ့သွားမယ်ဆိုအဲ့လိုပုံစံမျိုးနဲ့သွားမှာမဟုတ်ဒါပထမဆုံးတစ်ချက်အနေနဲ့ကျွန်တော်ပြောတာပြည်သူကိုတကယ်ကူညီခြင်းဆိုလာတဲ့အကူအညီလေးအကုန်လုံးခေါ်သွားပြီးလိုက်ခဲ့လာငါလည်းလိုက်ခဲ့ပြည်သူတွေမှာဒီနေရာမှာဒီလိုခံစားနေရတယ်ဆိုပြီးတော့သွားမှာအခုဒီကောင်းလေးနိုင်ငံကိုကာကွယ်ပါတယ်ဆိုတဲ့စစ်တပ်ဟိုတနေ့ကစေးပြရှောက်တဲ့အင်အားတွေနေပြည်တော်မှာရောက်နေတာ နေပြီးတော့မှရောက်နေအကောင်တွေတက်တယ်ကိုစုထားတာအဲ့နေရာမှာစေးပြတ်လျှောက်ဖို့အတွက်အကောင်တွေကအခုနေပြီးတော့မှစေယုံချုပ်တဲ့တခြားနေရာတွေရောအများကြီးပဲဒီကောင်တွေဟိုပြုတ်ဒီကောင်တွေနေပြီးတော့လဲတော်တော်ထိတယ်လေငွေးနေတာဝါတိုင်းနေရာစဒီကောင်တွေလဲတော်တော်ထိတယ်ဒါပေမဲ့အကောင်တွေရဲ့အဥ္စာတွေဒီကောင်တွေသတင်းမထုတ်ပြန်ရဲဘူးသတင်းမထုတ်ပြန်ရဲဘူးထိွားတယ်ဆိုတဲ့ဥ္စာတွေဒီကောင်တွေစေယုံထဲမှာလဲပြိုကျပျက်စီးနေတာအများကြီးရှိတယ်တကယ်ဒါပေမဲ့အဥ္စာတွေကိုဒီကောင်တွေအရင်ဖြည့်ရှင်းတယ်ပြည်သူကိုနောက်မှကဲမယ်ဆိုတဲ့ဥ္စာကိုအရင်လုပ်တယ် ြည်သူနောက်မှကယ်မဲ့ဥစ္စာအရင်လောက်တာပြီးတော့နိုင်ငံတကာကနေပြီးတော့ legitimacy ရအောင်လုပ်တယ်နိုင်ငံတော်မှာအော်ကမ္ဘာတော်မှာဘောလုံးပွဲတွေရောဘာတွေရောမှာမြန်မာပြည်ရဲ့ဒီငလင်းနဲ့ပတ်သက်ပြီးတော့ပြောနေကြတာအများကြီးရှိတယ်။ဘယ်နည်းဆိုလဲ Real Madrid ဟာလား။ဘယ်နည်းဆိုလဲ Manchester နော် Atletico Madrid တို့အဲ့လိုမျိုးတွေဟိုဖြစ်နေနာမည်ကျော်တွေဝိုင်းပြီးတော့ suit down ပေးကြတယ်နော်။အများကြီးပဲဒီဥစ္စာရဲ့ပျက်စီးမှုကဘယ်လောက်ထိအတိုင်းအတာရှိလဲဆိုတော့ကမ္ဘာသိ။အော်ကုညီမဲ့ အအကူကြီးတွေစစ်တက်လက်ထဲအပ်လာရင်တော့တေးကြတယ်အဲ့ကောင်တွေယူသွားမှနှစ်ခုပဲတစ်ခုကပစ္စည်းယူမယ်နောက်တစ်ခုကသူတို့ရဲ့ legitimacy ယူမယ်တကယ်တမ်းပြည်သူကဒီတိုင်းပဲနေမှာကျွန်တော်ဘလောက်ထိဒီလောက်ပြာအဖက်ဖက်ကနေကြုံတွေ့နေရတဲ့ဒီလိုအခက်အခဲကြီးတွေမှာအမျက်ထုတ်တဲ့ကောင်တွေရဲ့အုပ်ချုပ်မှုနေမြေမှာ ရှိတဲ့သူတွေတော့တကယ်ကိုစိတ်မကောင်းစရာပဲလို့ကျွန်တော်ကတော့ဒီနေဒေသတွေမှာငလင်နံကိုပြည်သူတွေအပြင်းထန်ဆုံးခံနေရတယ်လို့အခုမှလည်းစစ်ကောင်စီကနောင်ကျွန်းပြင်နဲ့ အခြားဒေသတွေကိုလေကြောင်းကနေပုံကျဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာကြောင့်ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ဒါအပြင်ငလင်လောက်ခတ်မှုကြောင့်ထိခိုက်ပျက်စီးရတဲ့စစ်ကောင်စီရုံးဆိုင်ရာနေပြော်လဲပေါ်မှာတယ်။ဒါကြောင့်စစ်ကောင်စီရဲ့လက်ပတ်နေတဲ့ရန်တရာတွင်းမှာလည်းထိခိုက်ပျက်စီးမှုတွေများနေတာကြောင့်နိုင်ငံတကာရဲ့အကူအညီတွေဟာမြန်မာလူထုစီမရောက်မှာကိုလူခွင့်ရေလှှရှားသူတွေအနေနဲ့စိုးရိမ်နေကြပါတယ်။ ကိုကြီးရဲ့နိုင်ငံတွေဆိုတော့တကယ်ကြီးကြီးကျယ်ကျယ်မှာပါဘာကြောင့်လဲဆိုတော့ခါးခါရပြီသူနိုင်ငံတိစားမဟုတ်တော့တဲ့လူသားချင်းစာနာထောက်ထားတဲ့အခြေအနေရကိုတကယ်ကြီးကြီးကိုအလင်းအမြန်ဆီလုပ်တည်ရတဲ့တော့တကယ်ကြီးကျယ်ကျယ်နဲ့သူကတော့ဒီဆူဆူလုံးဝအယုံကြည်မရှိဘူးဆူဆူကနေပြီးတော့ငငယ်လောက်အကြီးကျယ်ဆုံးနေချိန်မှာတော့မှလည်းတိမက်ကြည့်ကြည့်စချင်းကပုံသွားလေးချေပြီးတော့အဲ့ဒါတစ်ဖြတ်ချေပြီးတော့တွေ့ရတယ်အဲ့တော့ကင်းချန်တဲ့အခြေအနေဖြစ်နေတဲ့အချိန်မှာတော့မှလည်း ဒီလိုတက်ဖို့ပဲကိုစိတ်ကုန်းနေနိုင်ပြီးရဆက်ခါကျတော့သူတို့ကသူတို့ရက်တည်ရတဲ့အထိခါလုပ်နိုင်မယ်လို့ထင်တယ်။ရလာတဲ့အကူအညီတွေကလည်းသူတို့အပေါ်ရန်ဆံပြတော့လို့ဒီလိုအချင်းရောက်ချင်အောင်ရောက်မယ်ပေါ့နော်။ဒါပေမဲ့လို့တကယ်တမ်းမှာတော့သူတို့စိတ်အုပ်စိတ်ရဲ့တည်နေရတဲ့အထိခါအတုံးချောင်းရနိုင်တယ်လို့ထင်တယ်။နိုင်ငံတကာသူတို့လည်းဆက်ဆံရေးရှိပါရဲ့ပေါ့နော်။အောင်နိုင်ငံတကာသူတို့အကူအညီတွေပါတယ်ဆိုတာမျိုးတွေတော့ဖြစ်နေမယ်ထင်တယ်။စကောင်စီရဲ့ထုတ်ပြန်ထားတဲ့စိတ်အနေအရနေပြည်တော်သက်ကိုင်းကြောက်စင်မှာ မလင်တန်ကျောက်သေဆုံးသူ144ဦးရှိပြီးထိခိုက်ဒဏ်ရာရသူ932ဦးရှိသလိုထထူးဆင်းနေလည်းရှိနိုင်တယ်လို့ဆိုပါရယ်။ဒါပေမဲ့ငလင်တန်ကိုပြင်းထန်ဆုံးခံစားနေရပြီးပရိုက်တာတင်းနေဘက်ကလူရနဲ့ချီသေဆုံးမှုတွေနဲ့အဆောင်ပြိုကျမှုတွေနဲ့ပိတ်မိနေသူထောင်နဲ့ချီရှိနေတယ်လို့ထုတ်ဖော်ပြောထားတဲ့မန္တလေးမှာတော့သေဆုံးသူနဲ့ဒဏ်ရာရသူစီးနေကိုစစ်ကောင်စီဘက်ကထုတ်ပြန်လာတာမရှိသေးပါဘူး။ ရွေးကောက်ပွဲကနေနိုင်ငံရေးထွက်ပေါက်ရှာဖို့ကြိုးပမ်းနေတဲ့စစ်ကောင်စီဟာပြည်ရင်းမှာအာဏာပြန်လည်ရရှိရေးစုံရှုံနေမြေပြန်ရရေးကြိုးပမ်းနေသလိုတစ်ဖက်မှာလည်းနိုင်ငံတကာကတိမှတ်ပြုလာရေးလုပ်ငန်းစဉ်တွေကိုလှုပ်ဆောင်နေပေမဲ့သဘောဘေးအနေရတွေအတွက်ကြိုတင်ကာကွယ်မှုတွေကိုမလုပ်နိုင်သလိုနိုင်ငံတော်စစ်ကဲဆယ်ရေးတွေမှာပြည်သူတွေလိုအပ်နေတဲ့ကုညီကဲဆယ်ရေးလုပ်ငန်းစဉ်တွေကိုကုညီဆောင်ရပေးနိုင်ခြင်းမရှိဘူးလို့မြန်မာပြည်သူတွေနဲ့လူခွင့်ရေးလှုပ်ရှားသူတွေကထောက်ပြနေကြပါဗျာ။ ဲ့တော့ပြောမယ်ဆိုရင်တော့ဗျာရှင်းလာတရားကြီးပေါ့တစ်ဖက်မှာဒီလောက်ဘေးအနေရတွေဖြစ်နေရဆိုတဲ့အချိန်မှာဟိုမှာဘုံလိုက်ကျဲနေတယ်ဘယ်လောက်ထိမရိုင်းစော်မရိုင်းစုပ်ပြတ်တတ်နေတဲ့စိတ်ဓာတ်ကတော်တော်ကိုအောက်တန်းကျတဲ့စစ်တပ်တစ်ခုဆိုတော့ကျွန်တော်ကောင်းကောင်းအောင်တွေ့လိုက်ရတယ်တစ်လားကောင်းကောင်းအောင်တွေ့လိုက်ရတယ်အဲ့တော့ဗျာပြောရမယ်ဆိုရင်တော့ဒီစစ်တပ်ဒီအာပြောရမယ်ဆိုလူတွေတည်ကျင်နေတဲ့ဥစ္စာကိုအမျက်ထုတ်တယ်ပြီးတော့ဟလာဟိုလူတွေကိုကူညီမယ်မရှိဘူး သူတို့ကောင်းထဲမှာဒီဥစ္စာနဲ့ငါတို့ဘလို့အမျက်ရမလဲဒီဥစ္စာနဲ့ငါတို့ဘလောက်ခိုးလိုက်မလဲဆိုတဲ့အကောင်လေးဒီလိုစစ်တပ်ကိုကျွန်တော်တို့အဖိသက်တော်လှန်မှောက်ရမယ်အခုလောဆယ်တော့ရတယ်ထိုးစစ်တွေရက်ဒါပေမဲ့တော်လှန်ရေးဆိုတာကိုမေ့ထားလို့မြောက်ဒါတို့တချို့တချို့တော့သူတွေကစာရှည်ကြီးတွေရေးကြအစစ်တပ်နဲ့ညှိနှိုင်းပါလားအမျိုးသားပြန်လဲတင့်ပြရေးဘာညာဆိုရေးကြဘလို့စိတ်နဲ့ပြရေးကြလဲဒါတော့ရင်နာတရားကောင်းတဲ့စစ်တပ်ကိုဟုတ်ပြီတိုင်းကြီးကဒီကောင်တွေနဲ့ညှိနှိုင်းမှာ ဟိုဟာဖြစ်မှာလားကျွန်တော်တို့ပြာပုံကြားတွေကနေတိုးထွက်ပြီးတော့ကျွန်တော်တို့ကဒီကောင်းတွေအမြင့်ဖြတ်မှရမယ်ဒီကောင်းတွေဆက်ရှိနေတဲ့၍ကျွန်တော်တို့ဒီနိုင်ငံမှာစိတ်မပြေနေဘူးအကြခင်မိုးရင်းရောက်တော့မယ်ဘာအန္တရာယ်တွေထပ်လာအောင်လည်းမသိတဘာဝဘေးရန်နဲ့ပတ်သက်ပြီးတော့ဒီစစ်တပ်ကနေတိုင်းပြည်မှာကာကွယ်ပေးထားတဲ့နေရာဗန်နီနေရာရှိလေငလင်တန်းဖြစ်လာရင်ဘာတွေဘာတွေပြုတ်လောက်ရမယ်ဆိုတဲ့ဥစ္စာဘယ်နှခါရှိလဲနေ့စဉ်နဲ့မြတ်သူတို့ရဲ့ဝါဒဖြန့်တဲ့တင်းနေနဲ့ သူတို့ရဲ့ဥစ္စာတွေကိုပဲလူလူကြားတွေကိုရောက်အောင်ပို့နေတာလူလူကိုကာကွယ်ဖို့အကြောင်းအရာတစ်ခုမှမလုပ်ဒီလောက်မန္တလေးမှာပြည်တေချေပျက်စီးနေတဲ့သူတွေကိုမန္တလေးမှာဒီနေ့ဆင်းဥလန်ဥပဒေကြောင့်မဲပေါက်တဲ့သူတွေကိုလိုက်ခေါ်နေတယ်ဟိုမှာရဟန်းရင်နဲ့ဒီနေ့ပဲဘုံတွေလိုက်ကျဲနေတယ်လိုက်ပြစ်နေတယ်ဒီစစ်တပ်မှာအတိတရားမရှိတော့ဘူး လူတွေဒုက္ခရောက်နေတယ်ဆိုတဲ့အချိန်မှာဘလို့နေရမယ်ဆိုတဲ့အတိတရားမရှိတော့ဘူးဗုဒ္ဓဘာသာမြန်မာနိုင်ငံတော်ကြီးသူတို့ကိုသူတို့ဘာသာတရားကိုကာကွယ်ပါတယ်ဆိုတဲ့ဟလာမင်းအောင်လိုင်းတို့နဲ့တတသူတို့လက်ထပ်မှာပဲလူထောင်ပေါင်းများစွာတည်ကြည်ပျက်စီးတဲ့တဘာဝဘေးဒုက္ခအန္တရာယ်တွေကိုကျွန်တော်ကြုံနေရတာဖြစ်ပါတယ်။ကဲအခုတော့မင်းက စောက်စစ်တက်ကိုအပြစ်ပဲထိုင်ပြောနေရပဲဆိုရင်တော့ပြောတင်လို့ပြောနေတာလို့ပဲကျွန်တော်ပြောချင်တယ်ဒါပေမဲ့ပြောလဲပြောမယ်ပြည်သူချင်းချင်းလဲကူညီရပါမယ်ကျွန်တော်တို့ပြည်သူမှာကျွန်တော်တို့ပဲရှိတဲ့အတွက်ဒီငလျင်ဘေးဒုက္ခအနေကြားတဲ့ကနေပြီးတော့ကြုံတွေ့နေရတဲ့ငလျင်ခံငလျင်ဘေးဒဏ်ခံရတဲ့ပြည်သူတွေအတွက်လဲကျွန်တော်တို့ဝိုင်းပြီးတော့တတ်နိုင်သလောက်ကူညီကြပါပေါ်ပင်ကူညီမှုမျိုးတွေမဟုတ်ပဲနဲ့တကယ်ကိုထိရောက်တဲ့ကူညီပေးမှုမျိုးတွေလုပ်ပြပါ အာ तू तू ကတော့ဘလောက်ကူညီလိုက်တယ်ဆိုပြီးတော့တာထုအရန်ခေါ်မနေနဲ့ပုံရိပ်ကောင်းမှုတည်းလှုပ်သွားတာလေးရှိတယ်ဒါကကျွန်တော်ဒီအချိန်မှာမပြောချင်တော့ငါကဒါပေမဲ့ပြောလိုက်အောင်အဲ့တော့ဘာပဲဖြစ်ဖြစ်ပါကူကြပါကူကြပါရှိတဲ့သူကကူမယ်ငန်းလင်းတန်းမခံရတဲ့ဒေသသူတွေကကူမယ်နေရာပေါင်းတော်ကနေဝိုင်းကူမယ်ငွေတက်နိုင်တဲ့သူကငွေကူမယ်လောဟာတက်နိုင်တဲ့သူကလောဟာကူမယ်အားလုံးဝိုင်းကူကြပါဒါအရန်ရေးကြည့်တယ်လို့ကျွန်တော်ကတော့မြင်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ပြည်သူတွေ ခံစားရတာလည်းများနေပြီစေဘေးကိုဗစ်ဘေးရေဘေးဟိုဘေးဒီဘေးအဲ့တော့ဒီလောက်ဖြစ်နေကြတယ်ကြားတွေကဝင်ဝင်အမျက်ထုတ်ပြီးတော့အာပြည်သူကိုနှိပ်စက်တက်ဖြတ်နေတယ်ဒီစစ်တပ်ကအန်ရယ်ကပူကြီးမှလုံးပါကျွန်တော်တို့နိုင်ငံနောက်ထပ်တောက်လျှောက်တဘာဝဘေးရနေကြီးထတ်ကြုံအောင်ပါလုံးဝချိန်တည်းအဲ့တော့ဒီဘေးရနေကြီးကိုကျွန်တော်တို့ကာကွယ်ဖို့လိုပါတယ်ဘာဖြစ်လာရင်ဘယ်လိုကာကွယ်ရမလဲဆိုတဲ့အသိပညာတွေကျွန်တော်တို့သိဖို့လိုပါတယ် ဲ့လိုဥစ္စာတွေကိုပြန်ရဖို့အတွက်အဲ့လိုအခြေအနေကိုပြန်ရဖို့အတွက်ဒီစစ်တပ်မရှိမှရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့တွေကြံ့ကြံ့ခံပြီးတော့ပဲနေရာတုံးကနေဝိုင်းပြီးတော့တွန်းကြတာပဲလို့ပြောနေတယ်ပဲကျွန်တော်ရဲ့ကျွန်တော်အတွေ့ကျွန်တော်အမြင်ကတော့ဒီမှာပဲအဆုံးသတ်ချင်ပါတယ်တော်လှန်ပြည်သူများအားလုံးစိတ်လက်ကြည်သာပါနဲ့တနေ့တော်ကိုဖြတ်တန်းနိုင်ကြပါစေခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်